single mother ဆိုတာကအဲငင်္ဂမပေါ်ဘဲနဲ့မွေးရင်တော့ single ကနေပြီးမှ mother ဖြစ်သွားတယ်လူတို့ထင်ကြတာလေအာမိဘတဦးတယောက်တည်းရှိတော့မိသားစုကို single parent family single father single mother ဆိုပြီးတော့ပြောကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အတုံးလေးမမစီကျင်တာပေါ့မြန်မာပြည်မှာကြတော့မှငင်္ဂမပေါ်ဘူးတို့အဲနေမယူဘဲနဲ့မွေးတာတို့အမျိုးစုံပုံစံမျိုးစုံနဲ့ဖြစ်ပြီးတော့မှ single mother ဆိုတဲ့စကားလုံးကိုနှိမ့်နေတာကြတော့စိတ်မကောင်းဘူး ဘာဝေးမိကလာမိကလာပါရှင်ဒီ podcast ရဲ့ဒီကစစနဲ့စစနဲ့ဟုတ်လားစနေလလားလေဒီဘာပဲတစ်ခါတည်းတော့လည်းမလုပ်ဘူးရလေးလုံးကြည့်တာပေါ့နော်ဒီလိုမျိုးကိုယ်လည်းတကူးတကားနဲ့ဖိတ်ထားတဲ့အာပွဲလေးဆိုတော့လည်းလေကိုကအတိအမှန်ပြုပြီးတော့ဒီအတွက်လေးပါအမအတုံတန်းအင်ကြီးအစ်စ်တွေပါလေးချုပ်ပြီးတော့ပွဲတက်တာရှားပါတယ်ဒါပေမဲ့ဒီလိုမျိုးအာတန်တန်းပဲပွဲလေးကြတော့လည်း လိုလေးပဲပေါ့။ဟာအမကနည်းနည်းအောက်ပိုင်းဘိုက်ကလေးကပူတော့လေဒီကဝင်လေးနဲ့ဆိုဘိုက်ပူတာလေးကနည်းနည်းလေးဖုံသွား။အေးပေါ်တော့ဟာတူလေးတော့ဖြူကြည့်ရအောင်။အဲ့ဒါမှဘာအိုမလန်းသိပါရဲလုံးလို့ရမလားလုံးလို့စီရ။ All single mothers အမတို့ခါလေးကြလို့ရှိရင်အမတို့ဒီအာဟိုအင်္ဂလိပ်စကားကိုမြန်မာမှုပြလိုက်တဲ့ဟာလေးလည်းရှိတယ်ပေါ့နော်။တခါလေးကြတော့လေအမပတ်ဝန်းကျင်မှာတွေ့ရတဲ့ဟာလေးတွေအမြင်မတော်တဲ့ဟာလေးတွေပေါ့နော်။ဥမာ single mother ဆိုတာက အဲငငမပေါ်ဘဲနဲ့မွေးရင်တော့ single ကနေပြီးမှမသားဖြစ်သွားတယ်လူတို့ထင်ကြတာလေလက်မထက်ဖဲနဲ့မဟုတ်ပါဘူးအဲ့လိုမျိုးသဘောနဲ့ပြောတာမဟုတ်ဖဲနဲ့အာမိဘတူတယောက်တည်းရှိတော့မိသားစုကို single parent family single father single mother ဆိုပြီးတော့ပြောကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အတုံးလေးမမစီကျင်တာပေါ့နော်ပြီးတော့ဒီစကလုံးလေးတစ်ခုတည်းနဲ့အာပတ်ဝန်းကျင်မှာလဲဟိုအချင်းချင်းအဲ့လိုမျိုး အမျိုးသမီးအချင်းချင်းနှိတ်ကွက်တဲ့နှိမ်နဲ့စကလုံးမျိုးတစ်ခုဖြစ်နေတယ်ဆိုတာဒါအတုံးမနေတဲ့ဟာလေးကိုဒါပြောပြတာပါဟိုသူရဲ့သူ့ဘာသာသူ့စကားဆိုလို့ရှိရင်သူ့ဘာသာသူ့စကားရဲ့အတိတ်ပဲအစစ်အမှန်လေးကိုသိရတယ်လေဒီစကားမျိုးလေးကိုသုံးမယ်ဆိုလို့ရှိရင်ဒီစကားရဲ့အတိတ်ပဲလေးကိုအစစ်အမှန်လေးကိုသိပြီးမှသုံးတာကောင်းတယ်ဗမာစကားလည်းအဲ့လိုပဲဗမာစကားမှလည်းဗမာစကားကသူ့ရဲ့ဒီပြောရမယ့်စကားမပြောရမယ့်စကားသူ့ရဲ့အတိတ်ပဲအားလုံးကိုဝင်ကားဝတ္တိလင်္ကာတို့အလင်္ကာမျိုးစုံတွေနဲ့လည်းပြောကြတာဆိုတော့ဟိုဗမာစကားကိုလည်းဗမာ ဗမာတွေကမမှန်ကန်ကန်ပြောသလိုပို့ဗမာတွေကသူများစကားကိုပြောတဲ့အခါမှာကြာရင်လည်းသူများဘာသာစကားဖြစ်တဲ့အတွက်ကြောင့်မလို့အာဒါလေးကိုသိရှိမှတ်သားဖို့လိုတာလေးတွေကိုဒီလိုပါပဲဒီစင်ကာမာသားဆိုတဲ့စကားလုံးကြီးဟာပတ်ဝန်းကျင်ကြီးမှာအာဟိုအပြစ်မြင်စရာစကားလုံးတစ်ခုလိုမျိုးမဟုတ်ဘဲနဲ့ဒါရိုးရိုးတန်တန်လူသားတယောက်အနေနဲ့ပဲ တာမန်စကလုံးလေးတစ်ခုပါလားဆိုတဲ့ပုံစံမျိုးလေးဖြစ်သွားစေချင်တာပါ။ဘာဖြစ်လို့လဲဆိုတော့ဒီစကလုံးမဟိုဘယ်လိုပြောမလဲ။အဲလူတိုင်းသုံးလို့ရတဲ့စကလုံးလေးတစ်ခုတည်းတစ်ခုကိုမြန်မာပြည်မှာကြတော့မှနင်ကောင်မပေါ်ဘူးလို့အဲနေမယူပဲနဲ့မွေးတာတို့အမျိုးစုံပုံစံမျိုးစုံနဲ့ဖြစ်ပြီးတော့မှ single mother ဆိုတဲ့စကလုံးကိုနှိမ်နေတာကြတော့စိတ်မကောင်းလို့ပါ။ဒါပေမဲ့ဒါ single mother ဆိုတာကအဲယောက်ျား ယောက်ျားယောက်ျားမရှိဘဲနဲ့ပဲမွေးမွေးစင်ကန်ကနေမသားပဲဖြစ်ဖြစ်အဲစင်ဟိုအိမ်အောင်ကြပြီးမှယောက်ျားတည်သွားတာပဲဖြစ်ဖြစ်အိမ်အောင်ကြပြီးမှယောက်ျား꿰သွားတာပဲဖြစ်ဖြစ်ဘလို့နီးနဲ့ပဲကလေးမွေးမွေးဘေးနားမှာယောက်ျားမရှိဘဲနဲ့မိန်းမတစ်ယောက်တည်းဆိုရင် single mother family ပါအဖေတွေလည်းအဲ့လိုပါပဲမိန်းမမရှိဘဲနဲ့ယောက်ျားတစ်ယောက်တည်းဒီကလေးတွေကိုပြုစုပျိုးထောင်ရတယ်ဆိုရင် single father family လို့ပြောလို့ရပါတယ်အဲ့တော့ အာဒါဟာရိုးရိုးသားသားစကလုံးလေးတစ်ခုပါလေနော်အာအမမဟုတ်ဘူးလေဒီလိုပါပဲဟိုပြောရမယ်ဆိုလို့ရှိရင်ဒါအာစာဖတ်တယ်စာဖတ်ပြီးတော့ကိုဟိုဟင်းဒါပေမဲ့ကိုပတ်ဝန်းကျင်မှာရှိတဲ့လူတွေကနိုင်ငံတကာနဲ့ရင်မောင်တန်းတဲ့အခါမှာကိုရဲ့လူငယ်တွေလိလာမှတ်သားမှုအားနေပြီးတော့ဒီစကလုံးတွေကိုအာ နိုင်ငံသားမှသာသွားပြီးတော့ကိုကနေပြီးတော့စင်ကာမားသားကအော်နင်ကလင်္ကာမပေါ်ဘဲနဲ့မွေးတာလားဆိုပြီးတော့သွားပြောလိုက်လို့ရှင်တရားတော်ဆွဲခံမှာပါပါချတော့မခံရပါဘူးဟိုမှာပါချလို့ရှိလို့ရှင်လည်းတရားဆွဲလို့ရတယ်ဆိုတော့လေတရားဆွဲခံရလို့တခါတည်းပတ်စံတွေကိုမီလီယံနဲ့ချီပြီးကုန်သွားမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါကဘယ်သူမှလည်းလက်မခံတဲ့အရာလေအဲ့ဒါဆိုဟိုဒါတွေကနိုင်ငံသားမှဆိုဖို့မလဲလင်းပြောလို့ရှင်ဒါအလုရှောက်အလုရှောက်မယ်ဆိုလို့ရှင်ဒီဒီအလုရှောက်တဲ့လူတွေ ဥပမာသူစင်ကာမာသားပဲဖြစ်ဖြစ်ယောက်ျားရှိလားမိန်းမရှိလားစင်ကာမာသားလားယောက်ျားမရှိဘူးလားအပြိုကြီးလားဂေးလား straight လားအ LGBT လားဘာမှမေးပိုင်ဝင်မရှိပဲနဲ့ဒါလူလူတယောက်အနေနဲ့လက်ခံလို့ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးပဲအဲလူလူတယောက်လိုမျိုးပုံစံမျိုးလေးတွေပဲလက်ခံစီစင်တာပါအကြီးကြီးတွေအရာကြီးတွေချက်ကားပြီးတော့တွေးစီစင်တာပါအာဟုတ်အခုကလည်းလေဟိုအခု အခုလက်ရှိသတိပေးချင်တာကတော့လေရာသီဥတုလေးတွေပူလာပြီရာသီဥတုပူလာဖြစ်တဲ့အတွက်ကြောင့်မို့ရင်များများလေးတောက်ပေးပါရင်များများတောက်ပေးပါပြီးတဲ့အခါကျဓစားလေးလိုရရင်လိုရသလိုတောက်ပေးပါရာသီဥတုရာသီဥတုအရန်ပြင်းပါတယ်ဟိုပြီးတော့ရေတောက်ဖို့မမေ့ပါနဲ့ကျွန်မရေကြီးဆိုင်ပါကျေးဇူးပါ